တရုတ်ဟာရုရှားအတွက်စစ်လက်နက်တွေထောက်ပံ့ပေးနေတယ်လို့ယူကရိန်းသမ္မတဇယ်လန်စကီးကဆွဆွဲပြောကြားလိုက်ပါတယ်။တရုတ်ဟာရုရှားအတွက်ခဲယမ်းမီးကြောင်နဲ့လက်နက်ကြီးတွေအပါအဝင်စစ်လက်နက်တွေပေးပို့နေတယ်ဆိုရဲထောက်နှိုင်းရေးသတင်းအချက်လက်တွေသူစီရောက်နေတယ်လို့ပြောပါတယ်။ယူကရိန်းဟာအဲ့ဒီအချက်လက်တွေကိုရရှိထားပြီးအသေးစိတ်ကိုထုတ်ပြောဖို့လည်းအသင့်ရှိနေကြောင်းဇယ်လန်စကီးက April 18ရက်နေ့မှာပြောကြားခဲ့တာပါ။တရုတ်ကရုရှားစီ ဘလို့စစ်လက်နက်တွေထောက်ပံ့နေသလဲဆိုတာကိုဇလမ်စကီကအသေးစိတ်မပြောပေမဲ့ပိုပြီးစုံလင်တဲ့အချက်လက်တွေကိုလာမယ့်သတင်းပတ်မှာထုတ်ပြန်သွားဖို့ရည်ရွယ်ထားကြောင်းဆိုပါတယ်။ရထားတဲ့အချက်လက်တွေကိုလေ့လာကြည့်တဲ့အခါတရုတ်ရဲ့ကိုယ်စားလှယ်တွေကရုရှားမြေမှာစစ်လက်နက်ပစ္စည်းတွေထုတ်လုပ်ဖို့ညှိနှိုင်းထားတဲ့အနေအထားတွေကိုလည်းတွေ့ခဲ့ရကြောင်းအဲ့ဒီအချက်လက်တွေကိုလာမယ့်သတင်းပတ်မှာပိုပြီးစုံစုံလင်လင်ပြောဆိုနိုင်မယ်လို့ယုံကြည်ကြောင်းဇလမ်စကီကပြောတာပါ။အစောပိုင်းတုန်းကယူကရိန်းဟာ နိုင်ငံပိုင်နဲ့ထဲမှာရုရှားစစ်တပ်အတွက်ကူညီတိုက်ခိုက်ပေးနေတဲ့တရုတ်နိုင်ငံသားစစ်သား၂ယောက်ကိုဖမ်းဆီးရမိကြောင်းလည်းထုတ်ပြန်ခဲ့ပါတယ်။တရုတ်ဟာရုရှားနဲ့ယူကရိန်းစစ်ပွဲမှာဂျာနေဝါဒကိုသာကျင့်သုံးမယ်လို့လူသိရှင်ကြားထုတ်ပြန်ထားပေမဲ့စစ်ပွဲတလျှောက်လုံးရုရှားကိုတန်တမာရေးနဲ့စီးပွားရေးဆိုင်ရာအကူအညီတွေပေးအပ်ထားခဲ့ပါတယ်။ရုရှားကိုလက်နက်တွေထောက်ပံ့ကြောင်းယူကရိန်းရဲ့ဆွဆွဲချက်နဲ့ပတ်သက်လို့တရုတ်ဘက်ကတော့လလောဆယ်တုံ့ပြန်တာမျိုးမရှိသေးပါဘူးရှင်။